အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောဒီနေ့တနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုံမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာထွက်ရတယ်ဒါ opinion base ပေါ့နော်ဒါကျွန်တော်နောက်နေ့ကြရတာအတင်းတဲ့သင်းချင်းစီရဲ့ပုံစံမျိုးကိုကျွန်တော်ဆွေးနွေးပြီးတော့မှာမယ်ဒါလက်ရှိမှာ opinion base ကိုကျွန်တော်ခင်ဗျားတို့နည်းနည်းဆွေးနွေးပြီးချင်တယ်ပေါ့နော်အဲ့တော့ဒါရှိဒီနေ့အတွက်ဒါကျွန်တော် opinion piece ကိုစပြီးပြောမယ့်အသင်းကအာဆန်အသင်းပေါ့နော်အာဆန်အသင်းเนี่ยဒီနှစ်မှာကျွန်တော်ဒါ ရာဒီစမှာကျွန်တော်ပြောခဲ့ချင်းမှာလူရောမက်ဒီစကားတချို့မကြိုက်တဲ့လူတွေရှိတယ်မို့နော်ဒါပေမဲ့ဒါဟာ reality ပဲကျွန်တော်ဒီနေခုနပြောလို့ကျွန်တော်ဒီအမြဲတမ်းဟိုအကောင့်ပြောတာမှန်မယ်ကျွန်တော်ဒီ reality ကိုလည်းကျွန်တော်ထက်ထက်ပြောရဖြစ်တယ်လက်ရှိမှာဒါ arsenal တင်းကျွန်တော်နေတာမြို့ကမှန်မယ်အသိကိုနေတာပြောစရာခုနပြောအဲ့လောက်ကြီးမြောက်ပင်ပြောစရာအကြောင်းမရှိဒါပေမဲ့ကျွန်တော်နေနေခုနကျွန်တော်ပြောတင်ပြောထားတာပြောပါလက်ရှိမှာ arsenal အသိနေနေတကယ်တမ်းနင်းလားငါလားဟေးဆိုတဲ့ moment မှာဥရောပမှာအရင်အင်ဟာ ဒါကျွန်တော် first line နဲ့အတောင့်ဆုံးအတောင့်အသင်းဆုံးအသင်းနဲ့ဆိုတဲ့ Premier League မှာဆိုရင်ကျွန်တော်အတွက်ကအတောင့်အသင်းဆုံး squad depth အကောင်းဆုံးအသင်းလို့ကျွန်တော်အနေနဲ့မြင်တယ်အကောင်းဆုံးနဲ့အသင်းတော့ကျွန်တော်ပြောမှာမဟုတ်အကောင်းဆုံးအသင်းလို့ပြောမယ်ဘာကြောင့်ဒီလိုပြောရလဲလက်ရှိမှာအာဆိုအသင်းနဲ့ဒီနေ့ဒီကြားဒီပွဲစဉ်မှာဒါကျွန်တော် Liverpool အသင်းကိုရှုံးနေခဲ့တဲ့ပွဲစဉ်ကလွင် Cancel by တိုက်စစ်ပွဲမှာကြည့်မယ်ဆို balance ကတော်တော်လေးကိုညှိတယ် ဒါပေမဲ့ဒီလက်ရှိမှာတော့ကျွန်တော်ဒန်ယာတွေတချို့ပုံစံမျိုးတွေရနေတာမှန်ပေမဲ့တကယ်တော့အဲ့ဒန်ယာတွေကိုလည်းအာဆနိုသိရင်သိပ်ပြီးပူစရာမရှိဘူး။ဒါလက်ရှိမှာတချို့သောကစားသမားတွေလုံးဝထိလို့မရတဲ့ကစားသမားတွေရှိတယ်ဆိုတာမှန်ပေမဲ့အရင်တုန်းကဆိုအာဆနိုသိရင်ကဥပမာလာကျွန်တော် example ပြောအောင် ဂေဘရီယယ်ပဲဖြစ်ဖြစ်ဆာလီဘာပဲဖြစ်ဖြစ်ဒီလိုကစားသမားမျိုးတွေကိုအာစနိုအသင်းအနေနဲ့ခုလက်ရှိမှာဒါဆာဖတ်ဖတ်ပြောကောင်းဆိုဆာလီဘာတန်ရသွားမယ်မော်စကာကလည်းစာထုတ်လို့ရတယ်ဂေဘရီယယ်လည်းရပါမယ်ခုနကမော်စကာကလည်းစာထုတ်ပြီးညပြန်ထည့်လို့ရဖူဘတ်ဆိုဒါအာစနိုအသင်းနဲ့အစုံလိုက်လဲပစ်လို့ရတယ်လက်ဝင်းမှာဒါကျွန်တော်တို့လက် LW မှာဒါလူးဝစ်ကယ်လီရှိမယ် ကလာဖီယိုရီရှိမယ်ရိုက်ဘက်မှာဒါကြောင့်ဂျူရီယန်တက်မရှိမယ်ဘန်ဝိုက်ရှိမယ်ခမသုံးကျင်သေးရင်ခုနကပြောတာတိုက်စစ်ပေါ်လူငယ်တွေအများကြီးရှိသေးတယ်ခုနကပြောချင်တာကအာဆနိုအသင်းအနေနဲ့အာတေတာသူဖြစ်ချင်တဲ့ vision ကိုကျွန်တော်တို့ကလုံးဝရုပ်လုံးပို့လာခဲ့အဲ့တော့ဒီနှစ်မှာအာဆနိုအသင်းကသူတို့ရဲ့အသင်းအနေနဲ့ရုပ်လုံးပေါ်တဲ့နှစ်တစ်နှစ်လိုပဲပြောရမယ်တဲ့မှာပါတယ်အာတေတာနေတာကျွန်တော်သူ့ဒါကျွန်တော်တို့သူနီးပြစဖြစ်ခဲ့တဲ့သူ build up လုပ်လာတာအခုချိန်မှာဒါဟာသူ့အတွက်က pinnacle moment ပဲ ဒါတကယ်ပိနေကဲမူးမှန်မယ်အဲ့တော့လက်ရှိမှာအာတီတာကိုတိုင်နဲ့သူကိုတိုင်ဒါကျွန်တော်လမ်းကြောင်းမှန်ပေါ်သွားနေကျွန်တော်အနေနဲ့မြင်နေဥပမာဒါကျွန်တော်လက်ရှိဝက်ဆန်နဲ့ပွဲစုံမှာသူဘိုးဖြစ်ထားတဲ့ movement နေဒါသူနဲ့သူမှားသွားခဲ့တဲ့ movement နဲ့သူအကောင်းဆုံးပြန်ပြီးတော့ဒါကျွန်တော်ပြန်လေပြီးထဖို့အတွက် movement နေပြောချင်တာပြရှယ်ရှယ်လေးအာတီတာအနေနဲ့အခုလက်ရှိမှာသူမှားတာကိုသူသိတာကအင်မတန်မှကောင်းတဲ့အချက်ပဲ ချေချေလေးအဲ့တော့သူ့အနေနဲ့အာဒီဒါနေနောက်ဆုံးတစ်ခုပြောရမယ်ဆိုသူဒီတဖြည်းဖြည်းခေါင်းမာတာကိုလျှော့လာတယ်။သူ့အနေနဲ့ကာလန်ဒေတာမို့ပရက်မက်တစ်မို့ဘောကာလန်ဒေတာတော့မဟုတ်ဒီပြီသူဘယ်လိုတော့အမှလက်ရှိမှာဝက်ဆန်အတွင်းနဲ့ပွဲစဉ်မှာတစ်ဖက်ကချက်စီးနဲ့လီဗာပူးပွဲစဉ်ရှိမှန်းသိတယ်။ချက်စီးနဲ့လီဗာပူးပွဲစဉ်ဘာဖြစ်မှန်းမသိဘူး။ဘာလို့သူတို့စောကန်ရတာဦး။ အဲ့တော့ပြောချင်တာသူ့အနေနဲ့သူ့လို့သူ့လို့သွားမယ်ဒီနေ့ပွဲစဉ်ကိုသူနိုင်ပြီဆိုရင်အဆင့်တက်ကိုတန်တက်မယ်တစ်ဖက်ကလစ်ဗာပူးနဲ့ချက်ဆီးပွဲစဉ်မှာအဲ့ဒီလစ်ဗာပူးနိုင်အဆင့်တက်သူ့ကိုပြန်ပေးရမယ်မယ်ချက်ဆီးတည်ရကြတာဖြစ်ချက်ဆီးဟိုလစ်ဗာပူးတို့လစ်ဗာပူးတည်ရကြတယ်လစ်ဗာပူးရှုံးတာဖြစ်ဖြစ်နှစ်ခုတည်းနှစ်ခုတော့သုံးခုတည်းနှစ်ခုဖြစ်ပြီဆိုရင်အာဆနယ်တင်းကဒီ international break ကိုသွားနံပါတ်1နဲ့ပြအဲ့တော့ရှင်းတယ်သူများကိုအာဆနယ်တင်းကအခုလက်ရှိမှာအားကိုးနေတာထက်ဆိုင်သူတို့ကသူတို့လှုပ်လှုပ်နေပြီအကျွန်တော်အများနဲ့ပြောလို့ပဲဒါ CD Trouble ယူသွားတဲ့နေ့လစ်ဗာပူးတည်းကျွန်တော်ဖလားယူသွားတဲ့နေ့မှာကျွန်တော်အများနဲ့ပြောရအတင်းတင်းအောင်မြင်ခြင်းနဲ့ဆိုရင် အဲ့ဒီအသင်းကသူမြောက်အားကိုးစရာမလိုဘူးချက်ရှင်လေးအာဟိုအသင်းကတော့ဒီလှုပ်လေးလှုပ်ပြီးပါဟုတ်တယ် maybe ပေါ့နော် final ပွဲစဉ်မှာဥပမာ maybe ပေါ့နော်ဒါကြောင့်ဖလားရဖို့အတွက်လက်တကန်းလုံမှာသူများအသင်းကိုအားကိုးရဆို probably yeah ဒါပေမဲ့ long run တခုငင်းနေပြောရမယ်ဆိုအာဆုံအသင်းနဲ့ဘယ်အသင်းမှအားကိုးစရာမလိုဘူးအခုလက်ရှိမှာအာဆိုသေးနဲ့ဒါကျွန်တော်တို့ကန်သွားတဲ့ပွဲစဉ်တွေမှာအခုလက်ရှိမှာအသင်းကြီးဒရော်များပြီးသွားတယ်။အာဆိုသေးကျန်တာဆိုလို့ Chelsea ရှိမှာ Tottenham Hotspur ရှိမယ်။ကျွန်တော်လက်ရှိမှာအသင်းကြီး၅အသင်းမှာအာဆိုသေးနဲ့ Liverpool ပြီးသွားပြီเนาะ United ပြီးသွားပြီ City ပြီးသွားပြီစပါးကြံမယ် Chelsea ကြံမယ်အဲ့တော့လက်ရှိမှာ Chelsea နဲ့ဆိုရင်နည်းနည်းလေးခန့်ရင်ခတ်လိမ့်မယ်စပါးကတော့သူတို့တွေကတော့အခုလက်ရှိအနေထားကတော့ Preseason မှာစပါးကနိုင်ထားခဲ့ပြီးမယ်ဆိုရင် Thomas Rennie ဘာမှမသိဖြစ်သွားနေအဲ့တော့ကြည့်ပါကြည့်ရမှာပါပဲအဲ့တော့ပြောချင်တာပဲလက်ရှိမှာဒါမနစ်ကတော်တော်ဒါရှင်းနေတဲ့ကတောင်းချောက်လွဲခဲ့ဥစားဒီနေ့မှာသူတို့ပြင်ဆင်နိုင်ခဲ့တယ်စိတ်ချင်းပတ်မှာသူတို့အမြဲတမ်းလူလူလွဲခဲ့တဲ့အာဆောင်တဲ့ ဒီတစ်ခေါက်သူတို့ဖြစ်ခဲ့တယ်ပြောခုနကပေါ့သူတို့ကဒါကျွန်တော်နှစ်တိုင်းလို့လို့သူတို့ရဲ့အိမ်ကမှဒုက္ခပြီးနေဝတ်ဆောင်ဒီနေ့မှသူတို့အကောင်းဆုံးဒါကျွန်တော်ပြန်ပြီးတုံ့ပြန်နိုင်ခဲ့တဲ့ဒီမှာအဲ့တော့ပြောချင်တာက maybe this is finally the year ပေါ့ဒီနေ့မှဒါအာဆိုတဲ့နဲ့အကောင်းဆုံးနှစ်တနေ့ဖြစ်သွားမှာဒါပေမဲ့ခုနကပေါ့လို့ပဲစူပါလာပါညာဆိုတော့ကျွန်တော်ဒါအများအားကျွန်တော်ပြောတယ်ဆိုတာရှိတယ်တပွဲပြီးတပွဲသွားမယ်ဖြစ်ဖြစ်ချင်းသွားမယ်ဟုတ်တယ်ဟုတ်ဟုတ်တယ်ခုနကပေါ့လို့ပဲအာဆိုတချို့ Arsenal ပရိသတ်တွေကလည်းကိုအနေနဲ့ဖလားဖလားမရတာကြားတော့ဆာလာမိုးတက်ပြီးဖလားကိုသူတို့ညှော်တယ်ဒါပေမဲ့ step by step မယိုမိကြီး city သေးရပြိတ်သက်တွေ triple ယူရက်နှစ်ကောဒါကျွန်တော်ဖလားလေးလုံးဆက်ယူရက်နှစ်ကောမိကြီးငါတို့ဖလားလေးလုံးဆက်ယူဖို့ဒါဝန်တိုင်းတော့ no guardiola by approach by approach ပွဲပိုင်းပွဲအခုလက်ရှိမှာ artida ဘာလုပ်ဒီလိုပုံစံမျိုးလုပ်နေတာ artida ကိုကျွန်တော်ဝိုင်းဝေပန်းကျွန်တော်ကိုယ်တိုင်အပါဝင်ဝေပန်းခဲ့တဲ့နေ့မှာ artida ကိုချီကျွတ်မှန်းဒီလိုမျိုးချီကျွတ်မှန်း artida နဲ့အခုလက်ရှိမှာရှင်းတယ် step by step အခုလက်ရှိမှာ artida ရဲ့လက်ရှိ arsenal သင်းနဲ့ champion league ကို premier league ကိုရယူနိုင်စွမ်းရှိတယ်အဲဒါသင်းဖြစ်တယ်လူစည်းရင်းလည်းရှိတယ်အခြေအနေလည်းရှိတယ် အဲ့တော့ရှင်းတယ်တဖက်ရတချို့ပြိတ္တတွေအမြင်ခမခေါင်းနဲ့စေစမ်းလို့ဘာလို့ခမရတို့အတင်ခမရအပီးခမရဖလာရင်ခမရတို့ပဲပြောမှာတချို့တော့ပြိတ္တတွေခမရ16ဒင်းမလားကျွန်တော်တို့ဆိုရ16ဒင်းပြိတ္တကောင်ကိုရီးယားဟိုပြိတ္တနေတာဆောက်ဖတ်မလို့အဲ့တော့ပြိတ္တများလီပြောခံရမှာများလီပဲဒါပဲအခုအသင်ပြိတ္တတချို့ကနေထိုင်မတတ်တာအများကြီးရှိပေမဲ့ဒါတကန့်ထားပါအခုအသင်ချစ်တာနဲ့ပတ်သက်ပြီးရှက်ရှာမလို့ဒါဘုံဝင်လင်းပြောတာဘာလို့ကျွန်တော်ဒီကျွန်တော်အသင်နဲ့ပတ်သက်ကျွန်တော်ချစ်တာဘယ်တော့မှမရှိဘူးကျွန်တော်ဒီခုနကကျွန်တော်ရေးတာဖုန်းနေနဲ့လုံးပါဆိုကြကျွန်တော်တို့ဆွန်ဟောင်းမင်တာကျွန်တော်တို့ Europa League ဖလားယူတာဆိုကျွန်တော်ဒါ proudly ထားရတယ်ကျွန်တော် blue day မြေကျွန်တော်အနေနဲ့လက်ရှိမှာဒါကျွန်တော်ဒီ swap ပြန်ပြောကျွန် proudly ပြောတယ်ဒါကကျွန်တော် grand ကခုနကပြောတဲ့တဖဲလက်ကင်မပြောတတ်တာပဲရှိတယ်ပြောတဲ့လူကပြောမှာပဲကိုသိန်းချစ်လို့ကိုသိန်းရဲ့အောင်မြင်မှုကိုပြောမှာပဲတချို့ကခုနကပြောတဲ့ supply ကလက်ရှိမှာတချို့က Chelsea Arsenal တင်းနေတာရှိဘူးမှမရှိလို့တို့မှရှိတယ်ရှိဖလားတောင်ထုတ်ပြောတယ်ရှင်းရှင်းလေးပဲအခုလက်ရှိမှာ Arsenal ရဲ့ Arsenal တင်းက service ကကိုတွေ service ကပဲကိုကိုဖင်နဲ့ပဲတိုက်ပြီးကိုကိုလက်ပြွတ်နဲ့ပဲခေါင်းတိုက်ပြီးတွင်းတွင်းဘလို့ပဲတွင်းတွင်းအချိန်နဲ့သုံးမှတ်ရရင်အဲ့တုံးကအရေးကြီးဆုံးပဲ အာဆာပိတ်သက်တွေဘလူခံခဲ့တည်ပြီးသားမန်ချက်စတာစီးနဲ့ဗနမတ်နဲ့ကပ်ပြီးတော့ပြုတ်ခဲ့လေအဲ့လက်ပြုတ်နဲ့ထည့်ပြီးလက်ကတော့ဖဖမြကောင်သူမကိုတက်ကြီးရယ်မြန်လက်ပြုတ်နဲ့တိုက်ပြီးတော့ဂိုးသွားတဲ့လုံအောင်မိုက်ပြီးလုံအောင်မပေးဘူးလားပေးမှာပဲလေတရားဝင်တာပဲလေလက်နဲ့ထိမို့ကဲလက်နဲ့ထိပြီးပို့တရားဝင်လုံမမဟုတ်တာဒါလက်ပြုတ်တိုက်ပြီးဂုံရတယ်အဲ့အဲ့လုံဝင်သွားတော့သုံးမှတ်ရတယ်ရမှာပဲလေကျွန်တော်ပြောရှင်းရှင်းလေးအဲ့တော့ဟိုပြောချင်တာရှင်းရှင်းလေးကျွန်တော်ပြောတာအခုလက်ရှိမှာအာဆိုတင်းကကျွန်တော်ရဲ့အမြင်မှာလမ်းမတော်မှန်ပေါ်သွားတယ်ဒါပေမဲ့အဲ့ဒီလမ်းကြောင်းမှန်ပေါ်အာတိဒတ်နဲ့အတွေးမလုံမှုရေးကြည့်တယ် တပွဲပြီးတပွဲသွားရတယ်အတွေးလွန်တာလည်းမတူအာတေတာနေနဲ့ခုလက်ရှိမှာတစ်ချက်တစ်ချက်ပြဿနာတူဒီအတွေးလွန်နေအတွေးလွန်နေဆိုတော့ defensive mode ကိုသွားတာဒါလည်းကျွန်တော်ပြောရအဲ့တော့ဥပမာဘာဆန်နဲ့ပွဲစမှာတူဒီတူဖျဲရမယ်ရှင်းရှင်းလေးအဲ့တော့ fullhand ရဲ့အင်ကွင်းမှာဒါ fullhand ရဲ့အင်ကွင်းဆိုအာစတိုဒီအမြဲတမ်းတိုင်ပတ်တယ်ဟုတ်တယ်ဟုတ်ဒါကျွန်တော်တို့ဟိုတလောကကျွန်တော်မဲရတာလုံခဲ့တဲ့နေ့လောက်ဂျာဥပါလေးညာအလုံးဒါကျွန်တော်တို့နောက်ဆုံးမိနစ်နောက်ဆုံးကမ်းမှာဒါကျွန်တော်တို့ကွာလိုက်ရလို့ဟာတွေ့ရမယ်နေမှာပါပြောချင်တာရှင်းရှင်းလေးအဲ့တော့အဲ့လိုမျိုးအဲ့တော့ ငါတို့ကဖူဟန်ရဲ့အင်ကူမှာဆိုငါအမြင်နဲ့ကြောင်ပိုက်တယ်အဲ့ဒီဥပစာတွေးမှစားဒီဝက်ဆန်ပွဲစလို့မယ်ငါတို့ကနေပွဲမနိုင်ဘူးလို့လေနိုင်မှုလို့ကြာငါတို့တိုက်စစ်ကိုဖွင့်မယ်တိုက်စစ်ဖွင့်ရင်ဘလို့နိုင်အောင်ကံမဒါပဲငါတို့ဟိုဘက်ကဒါကို no ရှင်းရှင်းလေး be arsenal တိရကျွန်တော်ပြောဒီနှစ်မှာ arsenal အသင်းတစ်ခုပဲလုပ်ဖို့လို့တယ် arsenal ဖြစ်နေဖို့ပဲလို့လား Arsenal သင်းက City ဖြစ်ဖို့မလို့ Arsenal သင်းက Liverpool ဖြစ်နေလို့မရ Arsenal သင်းက Real Madrid ဖြစ်စရာမလို့ Arsenal က Arsenal ပဲဖြစ်ဖို့လိုတာ London မှာဒါကျွန်တော်ပြည်တွင်းဒါ Premier League အများဆုံးရထားတဲ့သင်းက အဲ့ဒီမဖြစ်တင်လားကျွန်တော်ပြောရရှင်းရှင်းလေးအဲ့တော့ပူလာဘလိုဟာငါတို့ကတော့ City Looter Triple No 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 Arsenal ဟာ Arsenal ပဲအဲ့တော့လက်ရှိမှာ Wingo ပဲပြော Arsenal Arsenal have Arsenal ways ရပြပြပူပါတယ်ဒါကိုပြောချင်တာအဲ့တော့လက်ရှိမှာ Adidas ဒီလမ်းသွားတယ် Adidas ကိုယ်တိုင်ကအရေးကြီးဆုံးကသူ့ရဲ့ဆရာဖြစ်တယ်ဟာငါ Guardiola ကိုတွေးရမယ်ဆိုတဲ့အတွေးမျိုးမတွေးဘူးပဲအရေးကြီးတာငါ Adidas ငါ Adidas လိုပဲတွေးမယ်ဆိုတဲ့အတွေးမျိုးတွေးမယ်ဆိုဒီနှစ်ကပလာမရတဲ့အကြောင်းမရှိဘူးကျွန်တော်ပြောတာ ကြောအမရမကအောင်မလို့ကြာငါငါပုံကြီးနဲ့မင်းလို့ဟာဒီဘက်လို့ပြောသွားတယ်ဆိုငါနင်းတိုင်းဟိုဘက်တရီနေမှာတုံးနေဟိုမပြောနေမဟုတ်ကျွန်တော်ပြပြတာပေါ့အဲ့တော့လက်လက်ရှိလူစင်းနဲ့ဒါပြဖို့လည်းပြောတယ်လက်ရှိအာစနယ်ရဲ့လူစင်းရင်းမှာအာစနိုအသင်းနေနဲ့ဖလားနှလုံးက8แท้ကို AAC ထဲလို့ရလူစင်းရရှိတယ်ဒါပေမဲ့အာတီတာအတွင်းမလုံဘူးရေးကြည့်တယ်ကိုင်းလက်တိုင်းရဲ့ဆော့ပြဿနာတွေအမျိုးမျိုးရှိတာမှန်ပေမဲ့အာတီတာနဲ့လုံးဝလုံးဝအတွင်းမလုံဘူးလေအများကြီးအများကြီးရေးကြည့်လို့မြင်တယ် အာဒီဒန်လက်ရှိမှာသူကိုင်နေတာအာဆနိုသင်းဆိုတော့သူခဏခဏမှတ်မိမှရမယ်။သူလက်ရှိမှာကိုင်နေအာဆိုသင်းကအာဆနိုဖြစ်တယ်အာဆနိုဖြစ်တော့သူသိရင်ရပြီ။အလန်းချောင်းမှန်မော်ရောက်နေပြီ။လန်းချောင်းမှန်မော်ရောက်အဲ့လန်းချောင်းမှန်မော်ကိုဖြည်းဖြည်းနဲ့မှန်မှန်ဆက်သွားဖို့ပဲ။အချိန်လိုက်တင်စရာမလို့အချိန်လိုက်ရှော့စရာမလို့ဖြည်းဖြည်းနဲ့မှန်မှန်ဆက်သွားအာစနဟာအာစနဖြစ်သွားလိမ့်မယ်။သူများရတာကျွန်တော်ကားဘင်းပေါင်နေတဲ့ချိန်သူများရတာအင်ဂျင်ဒေါင်းနေတဲ့ချိန်မှာအာစနသင်းကဖြည်းဖြည်းနဲ့မှန်မှန်သွားမယ်။စီပိတ်တာဘာညာဖြစ်နေမှတာကျွန်တော်တို့စီပိတ်တာကိုဘယ်လိုပြန်ပြန်ပြီးဟန်တော့လို့မယ်။ဘာကျွန်တော်ကတော့အတွေးမလုံဘူးရေးကြည့်တယ်။အဲ့တော့ အဖေရရှိရှိလေးအဲ့တော့လက်ရှိမှာလမ်းမမောရောက်နေအဲ့ဒီလမ်းမမှာကျွန်တော်ဖြည်းဖြည်းနဲ့မှန်မှန်မောင်းဘေးရေးကြီးတယ်ရှေ့ရှေ့နေအဲ့ဒါဆိုရင်တော့ဒါပန်းနိုင်တကူရောက်သွားမယ်လို့ကျွန်တော်နေနေပြန်တယ်။ဘာပန်းနိုင်လဲဆိုတာကိုတော့ကျွန်တော်ဒါမကြခင်မှာစောင့်ကြည့်ရမယ်တော့မှရှိပါတယ်။လောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV Voice တို့မှာဂျင်းလူစံပေါင်းကိုကြည့်လို့ရပါတယ်။နေမိုင်းလည်းကလစ်ဖို့မမိကြပါနဲ့။မြန်မြန်ကလစ်မှမြန်မြန်နဲ့ဖြစ်ပါတယ်။အားလုံးမကြည့်တော့မှလည်းကောင်းမွန်တော့နေဒီနေဖြစ်ပါစေ။စွန်မွန်ကောင်းတောင်းပြီးနေပဲ။ကျွန်တော်တို့နောက်မှ AA စစ်စစ်တူကြပါဘော။ကြော်တော့ကွန်ပျူတာပါဗျ။ဒေးပါဗျ။